ဖေဖော်ဝါရီလတုန်းကဘောလုံးလောကမှာပြန်ပေါင်းထုတ်တဲ့ဇလန်းတွေဇတိုက်နီးပါးမြင်တွေ့ခဲ့ကြရပါတယ်။ Valentine Day ရဲ့ရိုက်ခတ်မှုတွေဖြစ်မလားပဲ။မတ်လရောက်တော့လမ်းခွဲသတင်းတွေဇတိုက်လိုလိုကြားလာရပြန်ပါတယ်။တချို့လမ်းခွဲခြင်းတွေကဘာကြောင့်ဘာအတွက်ဆိုရဲအကြောင်းပြချက်ခံခံလုံလုံရှိကြပေမဲ့တချို့လမ်းခွဲခြင်းတွေမှာတော့အကြောင်းပြချက်မေမေရရမရှိနေကြပါဘူး။အဲ့လိုစဉ်ကျင်မဲ့လမ်းခွဲဇလန်းနှစ်ခုအကြောင်းနည်းနည်းလောက်ပြောပြချင်ပါတယ်။ တခုကတော့အင်္ဂလန်စားသမားဟောင်းဂျီနက်စ်ရဲ့လမ်းခွဲဇလံဖြစ်ပြီးတော့နောက်တစ်ခုကတော့ဂျာမန်ဂိုးသမားဖြစ်တဲ့စတီဂျန်ရဲ့လမ်းခွဲဇလံပါလက်ထက်ကြကွာရှင်းကြဆိုတာက မွေးဖွားလာတည်ဆုံးကြရတယ်လို့ပါပဲလူပွားရဲ့မထူးကြတဲ့ဖြစ်စဉ်တွေပါပဲ ကမ္ဘာမှာနေစင်တဲ့မြလူတွေမွေးဖွားနေကြသိဆုံးနေကြပါတယ်။အချမ်းပြင်းပြောရရင်တော့ဒီနေ့ကိုလူပေါင်း36,800လောက်မွေးဖွားနေပြီးတော့သိဆုံးတဲ့အရေးအတွက်ကလည်းဒီနေ့ကိုတသိန်းခွဲနီးပါးလောက်ရှိနေပါတယ်။အဲ့ဒီမွေးဖွားခြင်းနဲ့သိဆုံးခြင်းရဲ့ကြားမှာရှင်သန်နေထိုင်ရင်းနဲ့လက်ထပ်ပွဲဆင်နွှဲနေကြတဲ့အရေးအတွက်ကတော့ဒီနေ့ကိုတသိန်း15,000လောက်ရှိတဲ့ဒီနေ့ဒီနေ့ကိုလက်ထပ်ပွဲဆင်နွှဲချသူပေါင်း42တန်းလောက်ရှိနေကြတဲ့သဘောပါ။ တကိုးရီထီးကျန် FA ဘွားကိုဆုံးသွင်းနေကြသူတစ်နှစ်မှာ52တန်းလောက်ရှိနေရပါဒါပေမဲ့အန်အားသင့်စရာကောင်းတဲ့နောက်ထပ်မှတ်တမ်းတစ်ခုကတော့အဲ့ဒီလက်ထပ်ပွဲတွေရဲ့40ရာခိုင်နှုန်းကအကွာရှင်းပြည့်စဲခြင်းနဲ့သာအဆုံးသတ်သွားလိမ့်ရှိရဲ့ဘလောက်တောင်ကြည်ခွဲစရာကောင်းလိုက်တဲ့နှုံထားကြီးတယ်လန်းခွဲရတိုင်းသာမျက်ရည်ကျစရန်ဆိုလို့ရှိရင်တော့တယောက်မျက်ရည်တယောက်တုတ်ပေးနေရမယ့်နှုံထားမျိုးကြီးမဟုတ်ဘူးလား ဂျာမန်ကူသမားဖြစ်တဲ့ Dusty Jan ကတော့လွန်ခဲ့တဲ့၈နှစ်ကလက်ထပ်ထားတဲ့ဇနီးတယ်ဖြစ်တဲ့ Daniela နဲ့လမ်းခွဲခဲ့ရပါသူတို့စတွေ့ခဲ့တာကတော့2012ခုနှစ်မှာဖြစ်တဲ့အတွက်ကြောင့်တန်ရောစင်တက်တန်းကတော့73နှစ်နီးပါးရှိခဲ့ပါပြီ။ သူတို့မှာတာလီနှစ်ယောက်လည်းရှိပါတယ်။လာလီဂါထိပ်သီးဘာစီလိုနာအသင်းရဲ့နံပါတ်1ဂိုးသမားဖြစ်တဲ့စတီဂျန်ကတော့တာယာချမ်းမြည့်ရဲ့မိသားစုဘဝတစ်ခုကိုပိုင်ဆိုင်ထားတယ်လို့ထင်မှတ်ခဲ့ရပြီးမယ်။စိတ်မကောင်းစရာသတင်းတွေထွက်လာခဲ့ရပါ။ဒူးတဲ့ရာကြောင့်ကာလာရှိနာယူနီယားစတီဂျန်နေနဲ့ပြန်ကစားနိုင်ဖို့နီးစပ်လာတော့မှမိသားစုဘဝပြဿနာနဲ့ရင်ဆိုင်ခြင်းလေးဖြစ်ပါတယ်။စတီဂျန်နဲ့ဇနီးတဲ့ထန်နီတို့ကသူတို့လမ်းခွဲတော့မယ်ဆိုတဲ့အကြောင်းပူးတွဲကြေညာချက်ထုတ်ပြီးတော့ပြည်သက်တွေကိုအသိပေးခဲ့ရပါ။ လေးတွေအတွက်အကောင်းဆုံးဖြစ်မဲ့ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ကြတာဖြစ်ကြောင်းနဲ့မိဘဝတ်တရားမပြတ်ကွက်အောင်ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းကလေးတွေရဲ့ privacy ကိုမထိခိုက်အောင်စုံစမ်းမေးမြန်းခြင်းမပြုလုပ်ဖို့အကြောင်းသူတို့ရဲ့ကြေညာချက်မှာပါဝင်ခဲ့ပါတယ်။သူတို့ဘာကြောင့်လမ်းခွဲရရဲဆိုတဲ့အကြောင်းပြချက်မရှိသလိုဖြစ်နေတဲ့အတွက်ဇနီးမောင်နှံဖြစ်ရှေ့ဆက်လက်တွဲသွားဖို့မဖြစ်နိုင်တော့တဲ့အတွက်ကြောင့်လို့ပဲကောက်ချက်ချရမှာပါ။ ဂျာမန်မြေမှာတရေကျဲခဲ့တဲ့အချစ်ကိုစပိန်မြေမှာရှင်သန်ကြီးထွားအောင်မြေအောင်မြောက်ပေးနိုင်ခဲ့ပြီမဲ့လေနောက်ဆုံးမှာတော့လမ်းခွဲခြင်းနဲ့သာပြီးပုံကချခဲ့ရပြီဖြစ်ပါတယ်ဂျီနာဆေအလီရိုရဲ့လမ်းခွဲဇလံကတော့ကဘာတိပြဿနာတည့်ရက်ပေါ်မြစ်ဖြားခံခဲ့ပါဗျ။ ကျူးလွန်သူအပြစ်သားကတော့ Genus ပဲပေါ့။အင်္ဂလန်ကွင်းလေကစားသမားဟောင်းဖြစ်တဲ့ Genus ကအစင်ကျင်မဲ့အမားကျူးလွန်ခဲ့မိရဲ့အတွက်ကြောင့်မိသားစုဘဝတစ်ခုလုံးပျို့လဲပျက်စီးသွားခဲ့ရတာပါ။ ဂျီနက်စ်ကဘောလုံးသမားဘွားကအနားယူပြီးတဲ့နောက်မှာအင်္ဂလန်စားသမားအများစုရှောက်လန်းနေကြလန်းဖြစ်တဲ့ဘောလုံးသုံးသက်သူဖြစ်လှုပ်ဆောင်ခဲ့ပါတယ်။ BBC မှာလာစာကောင်းတဲ့သူပရိသတ်သဘောကျရတင်ဆက်သူတယောက်လည်းဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူကလှုပ်ဖို့ကန်ဘက်အမျိုးသမီးနှစ်ယောက်စီလိန်ပိုင်းဆိုင်ရာစကားလုံးတွေနဲ့ message ပေးပို့ခဲ့ပါတယ်။အဲ့ဒီမျိုးသမီးတွေကတာဝန်ရှိသူတွေစီတိုင်ကြားခဲ့တဲ့အတွက်ကြောင့် Genus အဆက်တကွဲဖြစ်ခဲ့ရသလို BBC ကလည်းသူ့ကိုအလုပ်ထုတ်ပြလိုက်ပါတယ်။ အဲ့ဒီကိစ္စတွေဖြစ်ခဲ့တာခုနှစ်လလောက်ကြာသွားခဲ့ပါပြီ။ Genius ကလည်းလူသိရှင်ကြားတောင်းပန်စကားဆိုခဲ့တဲ့အတွက်ကြောင့်လက်ရှိအချိန် Talkspot မှာအလုပ်ပြင်ရနေပါပြီ။ဒါပေမဲ့ Ellie ကတော့ Genius ကျူးလွန်ခဲ့တဲ့အပြစ်ကိုခွင့်လွှတ်မပေးနိုင်ခဲ့ပါဘူး။ Genius နဲ့ Ellie တို့ရဲ့တန်ရုံးစဉ်တက်တန်းကတော့16နှစ်တောင်ရှိနေပါပြီ။ရင်သွေးလျောက်လည်းရှိနေပါသေး အရွယ်ရောက်နေပြီဖြစ်တဲ့အကြီးဆုံးသမီးကတော့ဂျီနပ်ရဲ့ချစ်သူဟောင်းနဲ့ရားခဲ့တာဖြစ်ပေမဲ့လည်းအယ်လီကသူ့သမီးလေးလို့ပဲသဘောထားပါတယ်။ဂျီနပ်ကအယ်လီဟာသူ့ရဲ့မြင်မြင်ချင်းချစ်မိခဲ့တဲ့သူပါလို့ဖွင့်ဟခဲ့ဘူးတလို့အယ်လီကလည်းဂျီနပ်ရဲ့ဒုတိယလူဖြစ်ခဲ့ရပေမဲ့လည်းချစ်သူကောင်းမယားကောင်းပီးသားခဲ့ပါတယ်။ဒါပေမဲ့ဂျီနပ်ရဲ့ရှက်ဖွယ်သတင်းထွက်လာခဲ့ကအိတ်ခမ်းထဲကိုဝင်ခွင့်မပေးတော့ပါဘူး။စကားလည်းပေးမပြောတော့ပါဘူး။ 6လလောက်ကြာမှကွာရှင်းပြက်စဲပြီလို့ကြေညာခဲ့ပေမဲ့ဘလောက်ထိတနှုံနှုံခန်းစားပြီးဆက်ဆုပ်ရွန်ရှာနေမလဲဆိုတာတွေးကြည့်လို့ရောင်းချနိုင်ပါတယ်။ဒါကြောင့်လည်းဘလို့မှလက်မခံနိုင်တော့တဲ့အဆုံးမှာကွာရှင်းပြက်စဲဖို့ရွေးချယ်လိုက်တာဖြစ်ပါလိမ့်မယ်။ဒီလိုနဲ့ပဲဇနီးမယားဖြစ်ကနေတငယ်ချင်းမိတ်ဆွေဘွားကိုရော့ကျသွားခရရတဲ့အမောင်းနှံတွေကဘာမှဘလောက်ထိအောင်များပြားနေခဲ့ပြီလဲ။နာကျင်ခံစားရတဲ့ရင်သွေးတွေကရောဘလောက်တောင်ရှိနေပြီလဲ။